အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုးလိုက်ပါတယ်အဲ့တော့မပြောခြင်းဆုံးအသင်းသင်းကြောင်းတော့ပြောရတော့မယ်လူပဲပြောပြရစီပေါ့နော်အဲ့တော့လက်ရှိမှာဒါ Tottenham Hotspur အင်ဂွင်းမှာဒါကျွန်တော်တို့ Southampton နဲ့ဒါကျွန်တော်တို့လက်ရှိမှာအဲကန်ရမယ်ပေါ့နော်ပထမကဒါကျွန်တော်တို့အခုလက်ရှိမှာဒါမှမဟုတ်လင်းပြောရမယ်ဆိုတော့ Tottenham Hotspur တင်းရဲ့လက်ရှိမှာ အဲအားပေးသူများတွေမှာတော့ဒါကျွန်တော်မြန်မာနိုင်ငံကြောင်းကျွန်တော်ရှောက်ပြောထားခဲ့တာကိုတွေ့ရမယ်လက်ရှိမှာတော်တော်ဟော့စပါသင်းရတာပရိသတ်တွေနဲ့မြန်မာနိုင်ငံကြောင်းလည်းတော်တော်လေးကိုသိရှိပြီးသားဖြစ်ပြီးဘာလို့ကျွန်တော်လက်ရှိမှာ supporter club တွေကျွန်တော်အကုန်လုံး email လိုက်ပို့ပြီးသားဖြစ်တော့အဲ့တော့တချို့သောလူတွေအနေနဲ့ခုလက်ရှိမှာမြန်မာနိုင်ငံအတွက်အလူငွေတွေကိုဒါကျွန်တော်တို့သူတို့ရဲ့အစိုးရစီကိုထည့်ဝင်ပြီးသွားကြအောင်ကျွန်တော်လက်ရှိမှာ email တွေပြန်ပို့လာကြတယ်ဒါပြင်ကျွန်တော်လက်ရှိမှာဒါကျွန်တော် spa သင်းနဲ့ပတ်သက်ပြီးလက်ရှိဒီနေ့မှာလည်းစာတရနဲ့ပွဲစုံမှာဒါကျွန်တော်တို့မြန်မာနိုင်ငံအတွက်သူတို့အနေနဲ့ကွင်းပြင်မှာတခုခုလုပ်ပေးသွားမယ်ဆိုတဲ့ပုံစံမျိုးတွေတရင်နေကြပြီးမြန်မာခုလက်ရှိမှာတည်ကြမတည်ကြသေးဘူးဒါပေမဲ့ကိုယ့်ရဲ့အိမ်ကွင်းဖြစ်တဲ့ကြောင့်ဒါဖြစ်နိုင်တဲ့တဲ့မှာဒါပေမဲ့ ်ပြဿနာဘာဖြစ်လဲဆိုတော့လက်ရှိမှာစပါသစ်နေနဲ့ခြေစွမ်းအရာအရန်ကြီးစုပ်ပဲ့နေတာကောလက်ရှိမှာနီးပြနဲ့ခွာပြဲမှုတွေကောကစားသမားတွေနဲ့လည်းခွာပြဲမှုတွေကြောင့်အခုလက်ရှိအချိန်မှာတော့စပါသစ်နေကျွန်တော်တို့ကကိုယ့်အတွက်ကျွန်တော်တို့အတွက်ကြည့်ပါဒါပေမဲ့တို့နိုင်ငံအဲတို့အသင်းတို့တို့ဆန္ဒပြဖို့တွေရာခိုင်နှုန်းပုံများနေပါတယ်ဒီနေ့မှာတော့ကျွန်တော်မြန်မာစံတော်ချင်း9နိုင်ခွဲမတိုင်ငယ်မှာတို့နေနေတာမြန်မာစံတော်ချင်း6နိုင်ခွဲနဲ့6နိုင်လောက်မှာတော်တန်ဟော့စပါရဲ့အင်္ဂွေရှင်မှာဆက်လက်ပြီးတော့ဆန္ဒပြအောင်မှာဖြစ်တယ်လို့လည်းကျွန်တော်တို့အနေနဲ့ကြားသိရတယ်ဒါမှပါတယ်စပါသစ်ကမမရတာစောက်တတန်းရဲ့အင်္ဂွေမှာတော့ကျွန်တော်တို့ပထမပိုင်းမှာ တွေ၅ခုပြက်တွင်းခဲ့ပြီးတော့အဲ့ဒီပွဲစံမှာတော်တော်လေးကိုချင်းနေကောင်းခဲ့တဲ့အနေအထားမှာရှိခဲ့တယ်။ဘာလို့ဆိုတော့အဲ့ဒီပွဲစံမှာကျွန်တော်ကိုယ်တိုင်လည်းအင်ဂွင်းထီသွားကြည့်ခဲ့တဲ့အတွက်ကြောင့်မို့တာကျွန်တော်မက်မဲရစပါအသင်းနေနဲ့အစားအသောက်တန်းကိုတိုက်တော့မက်မဲရ၅ခုပြက်နေတာနိုင်ခဲ့တဲ့တယ်မှာပါ။ဒါပေမဲ့လက်ရှိမှာဒီချေစွမ်းတဲ့ကတော့တော်တော်လေးကိုပြောရခက်တဲ့အနေအထားမှာရှိတယ်။ဒါပြန်ကျွန်တော်စပါအသင်းဒီနေ့ပွဲစံမှာအရန်ဒီနေ့ပဲတော်တော်များများပွဲထုတ်လာဖို့များတယ်လို့ကျွန်တော်အနေနဲ့ပုံကူကြီးရမြင်မိရတယ်မှာပါတယ်။ဘာကြောင့်လဲ?ဂျာယက်ထဲမှာကျွန်တော်ဒါ Eintracht Frankfurt လို့အသင်းမျိုးနဲ့ဒါကျွန်တော် Europa League ရဲ့ quarter final ပွဲစဉ်ကိုကမ်းမှာဖြစ်တဲ့ကြောင့်နီးပြအနေနဲ့ဒီနေ့ပွဲစံမှာသ ူအနေနဲ့အရန်ကစားသမားတွေပဲပွဲထုတ်လာအောင်မလို့မြင်နေ။စပါတင်နဲ့လက်ရှိမှာဒါကျွန်တော်တို့အဆင့်16ထိပရီးမီးယားလိမှာဆင်းသွားပြီဖြစ်တဲ့ကြောင့်အောက်အသင်းတာဟူအသင်းနဲ့ဆိုတော့ဒါကျွန်တော်ရမှတ်အပြည့်နှစ်မှတ်ပဲ quarter နေတိုင်းရောက်သွားပြီ။အဲ့တော့ဒီနေ့ပွဲစဉ်နိုင်ခဲ့မယ်ဆိုတော့အဆင့်73လောက်ထိပြန်တက်ဖို့အတွက်အခွင့်အရေးတွေရှိတယ်။တစ်ဖက်ကဒါ Manchester United အသင်းနဲ့ City အသင်းနဲ့ဒါကျွန်တော်တို့ ပွဲကျက်တဲ့ပွဲကိုယင်ဆိုင်ရမယ်တွေ့ရမယ်တို့ကြောင့်မစပါတဲ့နဲ့ဒီနေ့ပွဲဆိုမှာနိုင်ခဲ့မယ်ဆိုရင်တော့အဆင့်ဆက်၃နေရာတိယာယီတက်လန်းနိုင်မှုတဲ့အခွေရေးတွေရှိတယ်။ဒါပေမဲ့လက်ရှိမှာဒါကျွန်တော်တို့အိမ်ဝင်းအဝေးကွင်းလဲဘာမှလုပ်လို့မရတော့အခုလက်ရှိမှာဒါကျွန်တော်တို့တော်တော်လေးအချိန်တွေကတိတ်ပြီးဘာမှမထူးခြားတဲ့အနေအထားတစ်ခုတော့ Jordan Hospital အသင်းရောက်လာခဲ့ပြီလို့ဆိုရမယ်တဲ့မှာပါပါတယ်။အဲ့တော့ Southern အသင်းတွေဒီနေ့ပွဲဆိုမှာပြန်ကြည့်မယ်ဆိုရင်တော့ Southern အသင်းကလက်ရှိမှာတိတ်မထူးနေမထူးအဆင့်ရောက်သွားပြီလို့ပြောလို့ရတဲ့အနေအထားမှာရှိတယ်။လက်ရှိမှာဒါကျွန်တော်တေးပဲမှာ Southern အသင်းကတော့အဆင့်အဆင့် ်အဆင့်20မှာမှအခုလက်ရှိမှာဒါအဆင့်18ကအသင်းနဲ့တောင်မှတိုတယ်ဒါကျွန်တော်10မှတ်တိတိကွာနေပြီးတော့အဆင့်18ကအသင်းနဲ့ဆိုရင်တော့ဒါကျွန်တော်တိုတယ်22မှတ်တိကွာနေပြီဖြစ်တယ်ပြောချင်တာကလက်ရှိမှာ Southern အသင်းနေနဲ့တပွဲမှာဒါကျွန်တော်နိုင်ထားခြင်းမရှိဘဲနဲ့ကျွန်တော်ဒါဒီပြအသစ်ပြောင်းတော်လဲပြောင်းတော်ညာလဲဘာမှသိပြီးတော့ထူးဆန်းခြင်းမရှိဘူးလို့ပြောလို့ရရတယ်မှာပါတယ်အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့ Southern အသင်းကတော့ပွဲတိုင်းကို2ဂိုးနဲ့အထက်ကိုပေးနေရပြီးဒါတပွဲကိုပြန်မြ3ဂိုးလောက်ကိုပေးနေရတဲ့ပွဲစဉ်တွေရှိတယ်လီဗာပူးကို3ဂိုးပေးရတယ်ချက်စီကို4ဂိုးပေးရတယ် Brighton ကို4ဂိုးပေးရ းရတယ်ဟုကိုနှစ်ကူပေးရတယ်ဒါပေမဲ့သူတို့ရဲ့အိမ်ကမှာတော့ပဲလစ်ကို1 1ဆိုတဲ့ရလနဲ့ထောင်းတော့ကျွန်တော်တို့ဒါခက်ခက်နိုင်ခဲ့တယ်အဲ့ဒါဒီနေ့ပွဲစဉ်မှာတော့ရှင်းပါတယ်ဆောက်တန်တင်းနေတာတန်ဆင်ဒီနေ့ပွဲစဉ်မှာဒါကြောင့်ဆောက်တန်တင်းရှုံးနေခဲ့မယ်ဆိုရင်တော့ဒါသူ့အနေနဲ့တန်ဆင်သွားတာ100%ဖြစ်ကြောင်းကိုတရားဝင်ကျင်းနိုင်နိုင်မှာဖြစ်တယ်အဲ့တော့ဒါကျွန်တော်တို့လက်ရှိပရီးမီးယားလိပွဲစဉ်ဒါကျွန်တော်ဘယ်လောက်ရှိအောင်မလဲခုမှဒါ 31မှာနေနာကျွန်တော်တို့စပါးအသင်းနေဆောက်တန်ကိုတန်ဆင်ဖို့အတွက်ခွင့်ပြုသွားနိုင်မယ့်နေသားတစ်ခုရောက်သွားမယ်လို့ပြောလို့ရမယ်တမပါပြောချင်တာဆောက်တန်အသင်းနေဒီနေ့ပွဲစံမှာသာရှုံးပြီဆိုရင်တော့တန်ဆင်ဖို့အတွက်တရားခိုင်နှုန်းတေချာသွားမယ်ဖြစ်နေသားရောက်သွားမှာဖြစ်တယ်ဘာလို့လဲ20နဲ့ဒါကျွန်တော်တို့အပေါ်ကသင်းနေ22နံပါတ်တိတိကွာသွားမှာဖြစ်ပြီးကျန်တဲ့ပွဲစံကအလုံးမဘလူးမှမမီနိုင်တော့တဲ့နေသားတစ်ခုဖြစ်သွားမှာဖြစ်ပြီးတော့သူတို့အနေနဲ့ဒါတန်ဆင်ဖို့အတွက်100%တေချာသွားအဲ့တော့ပြောချင်တာစပါးအသင်းနေဒီနေ့ပွဲစံကိုအနိုင်ယူပြီးတော့တစ်ဖက်အသင်းကိုတန်ဆင်ဖို့အတွက်ပြုလုပ်သွားနိုင်မယ့်အခွင့်အရေးတစ်ခုစပါးအသင်းပိုင်ဆိုင်တာဖြစ်တယ်ဒါပေမဲ့လက်ရှိမှာဒီနေ့ပွဲစံမှာ စပါတင်တို့ကပြောတာတော်တော်လေးခက်တဲ့အနေထက်က line up ပဲဘလို့ line up ကိုဘလို့သုံးလာမယ်မသိတဲ့ line up ကတော်တော်လေးကိုကျွန်တော်အနေနဲ့စဉ်းစားတာဖြစ်ခဲ့တယ်။ဘာကြောင့်လဲလက်ရှိမှာစပါတင်နဲ့ဒီနေ့ပေါ်တမှာဒါကျွန်တော်တို့နံပါတ်1နေရာကကစားသမားတချို့အနာပေးသွားဖို့အတွက်ပြင်ဆင်သွားမယ်လို့မြင်နေတယ်။စပါတင်နဲ့အခုလက်ရှိမှာဒါကျွန်တော်တို့ cancel ပိုင်းတချို့ကလွင်ဒါကျွန်တော်တို့ ကျတဲ့နေရာတွေအကုန်လုံးပြန်ပြီးတော့ကောင်းလာပြီလို့ပြောလို့ရတယ်မှာပါတယ်ပြဿနာကလည်းလက်ရှိမှာဒါဆောက်တဲ့တန်းကသူတို့ရဲ့အဓိကကစားသမားတော်တော်များများဒဏ်ရာနေတာဖြစ်တယ်လက်ရှိမှာဒါသူတို့အသိရတာကျွန်တော်တို့အဓိကဒါတွင်းကိုတွေကိုတွင်းနေကျွန်တော်အွန်ဝါချူလဲလက်ရှိမှာဒီနေ့ပွဲစဉ်မှာဒါကျွန်တော်ဒဏ်ရာရတယ်ဒါပေမဲ့သူတို့ရဲ့အဓိကတောင်းပန်ကစားသမားဖို့ဆိုရင်အခန်းစစ်ကစားသမားဖြစ်တဲ့ Flint Downs ရဲ့အနီးကကြောင့်မဆက်လက်ပြီးလွဲချော်မယ်လို့ကြားသိရတယ်မှာပါအဲ့တော့ပြောချင်တာကလက်ရှိမှာစပါအသင်းထက်တောင်မှဒါကျွန်တော်ဆောက်တဲ့တန်းကဒဏ်ရာလူစဉ်ပုံများနေကျွန်တော်ဒီနေ့ပွဲစဉ်မှာစပါအသင်းကကောင်းတလုံးပူတာတဲ့အနေအထားမှာရှိတယ်ဒီနေ့ပွဲစဉ်မှာမှန်တယ်ပြောရမယ်ဆိုရင်ဒါကျွန်တော်တို့အမ် Frankfurt နဲ့မတွေ့ င်မတွေ့ခင်မှာဒီနေ့ပေါ်စမှာဒါကျွန်တော်လုံးဝအမ် momentum ကိုဆက်လက်ပြီးတော့ ပြန်ပြီးတော့တိဆောက်သွားတဲ့နဲ့ပွဲတပွဲလို့ပြောမယ်ဆိုရင်ကျွန်တော်အနေနဲ့မှားမယ်တော့မထင်ဘူးအဲ့တော့ဒီနေ့ပွဲသမှာကျွန်တော် personal မြန်မာဆိုတော့ Mickey Van der Ven တို့ဘာတို့ကိုအပြေးဝနားခဲ့နားစီခြင်းတဲ့မှာပါတယ်ဆန်တာဘက်နေရာမှာတော့ကျွန်တော်တို့ Ben Davies နဲ့ Christian Romero တို့ရဲ့အထွေဒီနေ့ပွဲသမှာထွက်လာဖို့များတယ်ဒီနေ့ပွဲသမှာဒါကျွန်တော် Queen Lane ဘက်မှာလည်း James Madison Tyson မှာလည်း Son Heung-min တို့အုပ်စုအနေနဲ့လုံးဝအပြေးဝနားသွားဖို့အတွက်ပြင်ဆင်သွားမယ်လို့မြင်တယ်ဒါပေမဲ့ဒီနေ့ပွဲစဉ်မှာဆိုရင်ကျွန်တော်ရဲ့ personal ပုဂ္ဂိုလ်ကြီးရအမြင်မှာဆိုရင်ကျွန်တော်ဒါကျွန်တော် Odo Back ကို Right Wing နေရာမှာကျွန်တော်တို့ဆက်လက်ပြီးမသုံးစေချင်တော့ဘူးဒါကျွန်တော်ခုနကပြောလက်ရှိမှာဒါဒီကောင်လေးအနေနဲ့ဒါ तू तू อ่ะ तू မဆိုးဘူးဆိုမဲ့တကယ်တည်းပြန်စဉ်းစားကြည့်မို့တိတ်ပြီးဘာမှလွတ်လွတ်မြောက်နေတာမှရှိတယ်အဲ့တော့ကွင်းလယ်မှာဆိုတော့ကျွန်တော် personal view မှာဆိုတော့ Lucas Park Vega တကယ်ကိုဒီနေ့ပုံစံမှာပွဲထွက်သိပြီလို့မြင်တယ်အဲ့ဒါမဲ့ ဒီနေ့ပေါ်သမစပါတစ်နေနဲ့စစောစစီပွဲဖြစ်ရမှာဖြစ်တယ်စစောစစောစစောတကယ်စစောစစီပွဲဖြစ်ရမှာဖြစ်တယ်ဒါရှေ့ကဒါကျွန်တော်တို့ပထမအကြော့မှာဒါကျွန်တော်တို့စာတတန်ကိုအိမ်ဝဲမှာပထမဘိုင်းမှာနေတာဂိုးပြတ်သွင်းထားခဲ့သူပဲဒီနေ့ပွဲစဉ်မှာဒါလုံးဝကိုဒါကျွန်တော်တို့တခါတည်းဇက်ဖြတ်ထားမယ်အဒီထားတစ်ခုကိုစပါတင်လုတ်ပြရမှာဖြစ်တယ်လို့ကျွန်တော်အနေနဲ့ပုံကူကြီးရမြင်ပြရစေအဲ့တော့စာတတန်တင်တဲ့ဒီနေ့ပွဲစဉ်မှာဒါဘာကိုပြန်ပြီးတော့အရေးကြီးမလဲဆိုတော့တစ်ချက်တော့ပြောဖို့လိုလာခဲ့မယ် ဆောင်းအသင်းကဒီနေ့ပုံစံမှာတရေရဖို့အတွက်လားစပိုက်အင်ကုန်းမှာသွားပြီးဒါကျွန်တော်တို့ကဘယ်လိုပဲဒါသူများအသင်းနေလိုပဲဒါလက်ရှိမှာတန်ဆစ်စုံတာကအသင်းနေလိုပဲငါတို့ကစပားအသင်းကိုသွားပြီးလက်ရှိမှာရီရတာတန်ဆစ်စုံက၃သင်းရှိတယ် A switch Leicester Southampton A switch ကို Leicester ကစပားအသင်းရဲ့အင်ကုန်းမှာနိုင်ရခဲ့တဲ့အသင်းနေဖြစ်တယ် ဲ့လောက်ဒီစပါတင်ကညံ့ဖြစ်နေအဲ့တော့ဆာတန်တန်တင်းနဲ့လက်ရှိမှာဒါအကယ်၍ဒါဆာတော်တန်ဟော့စပါတင်ကိုဒါအိမ်ငွေမှာဒါအနိုင်ရခဲ့မယ်ဆိုရင်တော့ဒါတန်ဆင်းဆုံး၃တင်းလုံးကဒါစပါတင်ရဲ့အိမ်ငွေမှာအနိုင်ရတဲ့အတင်းတင်းနေတာကြောင့်မှတ်တမ်းဝင်ဒါပေမဲ့လက်ရှိမှာစပါတင်ကလူတိုင်းနိုင်နေတဲ့ကြောင့်မို့ဒါဘယ်အသိမဲ့နန်းနန်းတိတ်ပြီးတော့မထူးဆန်းတဲ့အနေထားတစ်ခုကိုရောက်သွားပြီလို့လေကျွန်တော်အနေနဲ့ပုံကူရေးရာရာမြင်ပြီးရတယ်မှာပါတယ်ဘောနော်အဲ့တော့ဘယ်လိုပဲပြောပြချကျွန်တော်ရဲ့အမြင်ရတော့တန်ဟော့စပါတင်ဒီနေ့ပွဲစုံမှာလည်းတိတ်တော့မချောင်လာဘောတော့အရင်ကစားသမားဘာညာနဲ့ပွဲထွက်မှာဖြစ်တဲ့အတွက်ကြောင့်မို့ဒီနေ့ပွဲစုံမှာလည်းတိတ်တော့အရင်ကြီးချောင်ချောင်လဲလဲဖြစ်မယ်လို့ကျွန်တော်အနေနဲ့တိတ်တော့မမြင် င်းမြူဒါပေမဲ့ဒီနေ့ပေါ်မှာတိုက်စစ်ပိုင်းကိုဒါအပြောင်းလဲလုပ်ပြီးဒါချက်တော့ကြည့်ရမယ်တယ်မှာပါတယ်မက်သီးယက်စတေဆူလန်ကီဒါဘရန်နန်ဂျွန်ဆန်ဒီလိုမျိုးကစားသမားတွေကိုတချက်တော့ဒါကျွန်တော်ဒါမှမဟုတ်ဒီနေ့ပေါ်မှာဒါကျွန်တော်လူငယ်ကစားသမားလေးဖြစ်တဲ့မိုက်ကီမော်ရူဘာတို့ကိုနေရာပြန်ပေးမလားတေချာတကူကဘရန်ဖရန့်ဖတ်နဲ့ပွဲစဉ်မှာဒါလုံးဝကိုဒါကျွန်တော်တို့ခြေစွမ်းရ ပြန်ကြည့်ရမယ့်အဒီတာတစ်ခုစပါတင်သွားမယ်အဲ့တော့စပါတင်တဲ့ကျွန်တော်လက်ရှိမှာဆောင်းတန်နဲ့ပုံစံမာတာအမှန်တိုင်းပြောမရင်ခုံစရာတော့အနေနဲ့ညာကောင်းတယ်ဒီနေ့ပုံစံမာတာတစ်ခုခုလုံးပြဖို့အတွက်ရေးကြည့်တယ်စပါတင်တဲ့ခုလက်ရှိမှာဖူဟန်ကိုရှုံးတာတဲ့ချယ်ဆီကိုရှုံးတာတဲ့ဆောင်းတန်နဲ့ပုံစံမာဘလူးရှိပဲအဲ့တော့ လက်ရှိမှာစပါတင်နေတာကျွန်တော်ควอเตอร์ไฟနယ်မှာတွေ့မယ်ဖရန့်ဘက်ကလည်းအရန်ကြီးကောင်းနေတဲ့အနေထားတော့မဟုတ်ဘူးလို့ကျွန်တော်အနေနဲ့သိရတဲ့အဲမှာပါတယ်ဘောနော်အဲ့တော့ဖရန့်ဘက်ကလက်ရှိမှာဒါကျွန်တော်ပူပူလောလောမာတာဝန်ဒါဘရီမင်ကို2-0ဆိုတဲ့ရာသီနဲ့ရှုံးနာခဲ့တာကိုတွေ့ရမှာတယ်ဘာဒါပေမဲ့ဖရန့်ဘက်ကစပါတင်တဲ့ဆိုင်တော့လက်ရှိမှာတော်တော်လေးကိုအဆင်ပြေနေတဲ့အဆင့်3နေရာမှာဒါကျွန်တော်တို့လီဗာကူဆင်ကိုချိန်ချောင်းနေတဲ့အသေးသေးဖြစ်တဲ့လို့ကြောင့်ဒါသွားတော့ရှုံးလို့မြင်အဲ့တော့စပါတင်နေတာကျွန်တော်နိုင်မှုတော့လေတော်တော်လေးကိုခက်ခဲမဲ့နေတာတစ်ခုကိုသွားမယ်လို့ကျွန်တော်ရဲ့ပုံကူကြီးရမှာမြင်ပြီးရတဲ့အဲ့မှာပါပါတယ်အဲ့တော့ တော်တဲ့ hotspot တင်နေဒါလက်ရှိမှာကျွန်တော်တို့စောက်တနနဲ့ဘွဲစင်ကဒါကျွန်တော်တိတ်တော့မမျော်မှန်းဘူးကျွန်တော်နိုင်ရင်တော့ကောင်းတယ်ပေါ့ဗျနိုင်ရင်တော့ခုနကဘလို့အဆင့်30နားတော့ပြန်ကတ်သွားမယ်လို့မြင်တယ်ဒါပေမဲ့လက်ရှိအချိန်လေးကဘာမှတိတ်ပြီးတော့မျော်လင့်စရာတော့ကျွန်တော်နေနဲ့တိတ်မရှိဘူးလို့ကျွန်တော်နေနဲ့ပုံကူရေးရပြောပြရစီအဲ့တော့စပားတင်နေဒီနေ့ဘွဲစင်မှာဘာဒီများဆက်လုပ်ပြမလဲဘာဒီလို့ဦးမလဲဆိုတော့တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတဲ့အချိန်တွေတခုဖြစ်တယ်ဒါပေမဲ့ဒီပြရတဲ့ဒါပြိသက်တွေကြလုံးဝကိုခွာပြဲသွားပြီးဖြစ်တဲ့အတွက်ကြောင့်မို့ဒီနေ့ဘွဲစင်နိုင်လဲဘာမှတိတ်မထူးလို့ပြောလို့ရတယ်စပားတင်နေကျွန်တော်ဒါဂျာရဲ့ထမကံမဲ့ဖရန့်ဖက်ကလည်းသူတို့ရဲ့အိမ်ကမှ ကန်အမဖြစ်တဲ့အတွက်ကြောင့်မို့ဒါဘလူးဒီဖြစ်အောင်မလဲဆိုတာလေတော်တော်လေးကိုစိတ်ဝင်စားဖို့ခေါင်းတဲ့အခြေအနေတခုကိုရင်ဆိုင်အောင်မလို့မြင်နေအဲ့တော့စပါတင်တော့ကလက်ရှိမှာဘလူးနီနီဒါကျွန်တော်တို့အချင်းနေမကောင်းတဲ့အတွင်းတင်းနေနဲ့လက်ရှိမှာနောက်ဆုံးပြိုင်ပွဲဆို၅ဘူးမှာကြည့်မယ်ဆိုတော့၃ဘွဲရှုံထားတယ်တပွဲပဲနိုင်ထားတဲ့အတွင်းတင်းနေနဲ့စောက်တဲ့အတွင်းကိုဒါကျွန်တော်တို့နိုင်ထားဖို့အတွက်ဒါကျွန်တော်တို့အချင်းဒီမကောင်းဘူးလို့ပြောလို့ရတယ်မှာပါတယ်အဲ့တော့ ဘလို့ပဲပြောပါဒီနေ့ပုံစံမှာနိုင်မယ်ဆိုရင်တော့မှဒီပြအနေနဲ့ pressure တွေအများကြီးလွတ်ဖို့စီမရှိဘူးတလောက်ပါပဲဘလို့ပွဲတွေကိုကြည့်ရှုနေဆိုရင်တော့ youth sport media 3.0နဲ့ဒီ before you တို့မှာကြည့်လို့ဆိုရင်ပေါင်းကူညီလို့ရပါတယ်များများလေးလည်း clip ဖို့မမေ့ကြပါနဲ့ဗျအောက်က comment တွေထဲမှာလည်း youth sport media 3.0နဲ့ TV4 တွေလေးတွေကိုထည့်ပေးထားကြပြီးကျွန်တော်မှတ်စောက်ကူညီပေးလို့ရပါတယ် ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လေးပြီးကျွန်တော်အားပေးလို့ရရယ်မြန်မြန်လေးလေးကလစ်ဖို့မမေ့ကြပါနဲ့ဦးအောက်က comment တွေထဲမှာလည်း youth for media 3.0 ਨੇ ဒီ for you ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းကျွန်တော်မျက်စောကူညီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကို like and subscribe လေးပြီးကျွန်တော်အားပေးလို့ရရယ်မြန်မြန်လေးလေးကလစ်ဖို့မမေ့ကြပါနဲ့ဦးမြန်မြန်ကလစ်မှာမြန်မြန်နိုင်ဖြစ်ပါတယ်ကျွန်တော်အခုလည်းရှင်မငလင်းပြည်သူတွေကိုကူညီပေးနေတဲ့ညီကိုဒီအကုန်လုံးကိုလည်းအများကြီးအများကြီးကျေးဇူးတင်ပါတယ်ပြောရင်းနဲ့ပဲကျွန်တော်တော့ကုန်ပြပါဦးဒီပါဗျာ